2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပုံမှန်56ခါကြီး56စာလုံးပြင်ဆင်ရေးတို့အတွက်ဆန္ဒပြပွဲတစ်ခုကိုမင်္ဂလာတောင်ညွတ်မြို့နယ်မှာဇန်နဝါရီလ24ရက်နေ့နေ့လယ်2နာရီကနေညနေ4နာရီအထိလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူတွေထဲမှာနိုင်ငံရေးပါတီတွေအရက်ဖက်လူအဖွဲ့အစည်းတွေနဲ့ပြည်သူပြည်သား200နီးပါးခန့်ပါဝင်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာပြည်သူတင်မြှောက်သောအစိုးရပေါ်ပေါ်ရေးပုံမှန်56ခါကြီး56စာလုံးဖြတ်သိမ်းရေး 2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအစရှိတဲ့အချက်တွေကိုကြွေးကြော်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။2008ဖွဲ့စည်း န္ဒပြရမှာမင်္ဂလာတောင်ညွမြို့နယ်အောက်ဆန်းကွင်းရှိစီတီမတ်ကုန်တိုက်အညီကနေတိမ်ဖြူလန်းဘိုကလေးလန်းထိပ်ယူစနာပလာဇာဆက်ယုံလန်းကနေတဆင့်ဖို့မြေဓမာယုံရှိအထိလှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့ကပါတီဝင်တွေလည်းပါပါတယ်ဒီမှာအဖွဲ့ဝင်တော်တော်များများလည်းပါတီဝင်ရှိမယ်ပါတီဝင်မဟုတ်တော့သူများလည်းရှိမယ်ဒီမိုကရေစီအင်အားစုလည်းရှိတယ်ကျွန်တော်တို့ကလောက်တာကတော့ public အနေနဲ့ကျွန်တော်တို့ကလူထုလှုပ်ရှားမှုအတွင်းနဲ့ကျွန်တော်တို့ကလှုပ်ရှားတော့ပါတီတူကဆိုလို့ရှိရင်ကျွန်တော်တို့ပါတီလှုပ်ရှားမှုလို့တော့ စောင်းပေးလိုက်လို့ရှိရင် အခုအချိန်မှာကျွန်တော်တို့ပြောနေကြလို့ကိုဖြစ်စေချင်တာကိုလူကိုဖြစ်စေချင်လို့ကိုကနေပြီးတော့ဖိအားပေးတယ်ဆိုတဲ့ပုံစံမျိုးအိဗတ်တက်ရောက်သွားမှဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့လူလူလှုပ်ရှားမှုနေတယ်အကျွန်တော်တောင်ညွမြို့နယ်ပါမယ်အာကျွန်တော်ဖိတ်ထားတာဒလပါမယ်တာမွေပါမယ်ချားမြို့နယ်တွေလည်းပါကြပါတယ်ပါကြပါတယ်ကျွန်တော်လလန်းမီတလောက်ပေါ့အကုန်လုံးအာနောက်ဒီ Facebook မှာလည်းတင်ထားလို့စိတ်ဝင်စားကြတဲ့လူတွေလည်းကျွန်တော်လာပြီးပူပေါင်းကြပါ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပုံမှန်59ခါကြီး59စာလုံးနှုန်းနဲ့ပတ်သက်ပြီးဆန္ဒပြပွဲကို2013ခုနှစ်ဒီဇင်ဘာလကလည်းကြောက်တရားမြို့နယ်မှာဆန္ဒပြခဲ့တယ်လို့သိရပါဗျ။